နိုင်ငံသားတယောက်ဖြစ်တယ်။နောက်နိုင်ငံတော်ချင်းကိုနိုင်ငံတော်သူညာစင်မြတ်တယ်မှာစူနိုင်တဲ့ကိုယ်ကိုငါရရချင်းမရအောင်အတုံးချမယ်လို့စူနိုင်ခဲ့တယ်။အဲ့တော့ကြောင့်မို့ကျွန်တော်တိုင်းတော့ဂိုးယူတယ်။တိုင်းပြီလေဝမ်းသာတယ်။အခုကြောင့်ရှေ့ဘလူတွေဘာပြောပြောကျွန်တော်ကတော့ငါမြန်မာနိုင်ငံသားတယောက်နေနဲ့ကမ္ဘာလေမှာချပြနိုင်နေဆိုတာငါတို့နိုင်ငံသားတွေဘလောက်လုံးပြနိုင်နေဆိုတော့လုံးပြနိုင်နေတော့ကျွန်တော်အတန်းကြီးဝမ်းသာပါတယ် နိုင်ငံသားပြိုင်ပွဲသွားတဲ့ခါမှာကျွန်တော်ရဲ့ပြိုင်ပွဲတွေတွေ့ရကျွန်တော်ဘူးရှိုးရှိုးတာပဲပုံမှန်မင်းနောက်တစ်ချိန်လုံးနိုင်လားကိုယ့်ကိုပြန်မင်းအယူကြီးလို့ပဲတဲ့မှာကျွန်တော်ကယူမထူးလို့ယူကြီးလို့ပဲကျွန်တော်တယောက်တည်းအဲ့လိုပဲကိုယ့်ကိုပြန်မင်းတစ်ခါကျရင်တယောက်တည်းစကားတွေပြောဟာဝေါ်မှာနှစ်ချိန်မြောက်ရတယ်ဆိုတာလေဒီပေါ့ပထမဦးဆုံးကစားသမားတယောက်ပါ we are two uh ဟိုပါ ချက်ပြီးအဲဝေါ်ချက်မြန်တူးချက်မြန်ပါခံစားချက်ကတော့ဟိုဘယ်လိုပြောရမလဲနှစ်ထက်ဆိုတော့ကျွန်တော်ခုနကျွန်တော်ပြီးခဲ့တဲ့နေ့ကပြောခဲ့လို့ပဲသိရမလားနံပါတ်1ဖြစ်ဖို့အတွက်ကိုလွယ်တယ်ကျွန်တော်တို့ကအဲချန်ပီယံကုံထိမှုကတော့မလွယ်ပါဘူးအဲမလွယ်တော့ကြာချန်ပီယံကုံထိမှုတော့ကျွန်တော်မှာဖီအားများရှိတယ်ဒါဒီဘွဲကိုကျွန်တော်ပြန်ဖို့အတွက်လည်းပြင်ဆင်တယ်ပြင်ဆင်တဲ့အခါမှာလည်းကျွန်တော်ဆရာသမားတိုင်ပြီးတိုင်ပြီးတဲ့အခါမှာဆရာသမားဆိုရင် ကျွန်တော်ကိုအ ਨੇ ဆုံးပေါ့နော်၈လလောက်အချိန်တောင်းရတယ်၈လလောက်ဟိုမှာအားပါဆိုကျွန်တော်ကအရင်ဆုံးတာမန်ကစားရတယ်ပြီးွားရင်ဘကင်လောက်တယ်ဘကင်ဆိုတော့ကျွန်တော်ဒူးတင်ကာလာပေါ့နော်အဲ့ဒါတင်တယ်ပြီးွားလို့ရှိရင်ထပ်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့အဲ့ကတ်တင်လောက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့အပိုင်းပိုင်းလေးပေါ့၂လ၃လ၆နောက်လည်း၃လပါအဲ့၈လအချိန်ယူပြီးတော့တွားရအထွန်းဒီပိုင်းလေးဆိုအများကြီးပြင်သွားရတာအပိုင်းရှိတယ်အဲ့တော့ပို့ပြီးတော့ဒီဘွဲကပို့ပြီးတော့ပြန်မှန်းရတယ်ပေါ့ဟုတ်အာဟုတ်တယ် ဒါကိုစံချိန်ကိုပြန်ချိုးသလိုလည်းဖြစ်တယ်လို့နောက်ကြတော့မြန်မာနိုင်ငံကာယပလတမိုင်းတလျှောက်မှာဆိုရင်ဒီဟာလုံးဝမရှိသေးတဲ့တမိုင်းတစ်ခုကျွန်တော်ရေးထိုးတာပေါ့နော်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာလက်ရှိစီကိန်း၈00အရှာအရှာကပအစုတသိဆုံးသွားနေရခဲ့တာဆိုရင်ဒီကျွန်တော်တရားပဲရှိပါတယ်နောက်ကြတော့အော်ဝေါ်မှာနှစ်ချိန်မြောက်ရတယ်ဆိုတာလည်းဒီပေါ့ပထမဦးဆုံးကစားသမားတရားပေါ့ဟုတ်တော့ကိုဘဖီးရရှိတယ်ဖီးရရှိတယ်ဖီးရဘာလို့ရှိတယ်ဆိုတော့ကိုဖီးရကဘာလဲဆိုတော့ ငါလုံးနိုင်ပါမလားငါရပါမလားနောက်ကြတော့ဟိုကိုကိုမင်းကုန်းထုတ်တဲ့ဟာအများကြီးပြန်ရတယ်နောက်တစ်ခါပါလဲဆိုရင်ကိုကိုမင်းကုန်းထုတ်တယ်ကိုတီးလိုက်ရပြီစေအများကြီးပြန်ဘာလို့လဲဆိုရင်တော့လုံးနိုင်မလားမလုံးနိုင်ဘူးလားနောက်တစ်ခါကိုကိုပြန်မေးတယ်ပေါ့နော်မင်းလုံးနိုင်လားမင်းလုံးနိုင်မှာမင်းလုံးမင်းမလုံးနိုင်ဘူးမလုံးနိုင်သူများကတော့ကျွန်တော်တိုက်ခိုက်ဖို့အစီအစဉ်မရှိဘူးသူများကတော့ဟိုဂျေဝင်းမိုးလည်းကြောင့်မှအစီအစဉ်မရှိဘူးအဲ့အချိန်လေးအကုန်လုံးကကျွန်တော်ကိုကျွန်တော်ပြန်တိုက်ခိုက်တယ် ကျွန်တော်ကမင်းကုန်းလေးပြန်မေးမယ်ကျွန်တော်ကစားတဲ့အတိုင်းကစားချိန်ညော့ကစားကျွန်တော်တယောက်တည်းကစားတယ်ကစားလို့ရှိရင်ကျွန်တော်ဟုတ်အချိန်ညော့ပြည့်သွားလို့ရှိရင်တော့မင်းနောက်တစ်ချိန်လုံးနိုင်လားကိုယ့်အောင်ပြန်မေးအယူကြီးလို့ပဲတဲ့မှာကျွန်တော်ကယူမှထူးလို့ယူကြီးလို့ပဲကျွန်တော်တယောက်တည်းအဲ့လိုပဲကိုယ့်အောင်ပြန်မေးတစ်ခါကျရင်တယောက်တည်းစကားတွေပြောပြောပြီးတော့ကိုယ့်အောင်ပြန်ရင်သုံးသက်ပြောမင်းလုံးနိုင်လားလုံးနိုင်တယ်မင်းလုံးနိုင်လို့လုံးခဲ့ပြီဒီရောက်နေပြီသိဆက်သွားလေဘာလို့ရက်နေတာလဲကိုယ့်အောင်ပြန်မေးတယ် ဲ့လိုမျိုးကိုထွေကြီးကတော့ကိုယ်တရားတဲ့ဆိုတော့တရားတဲ့မေးပြီးတော့မင်းကိုထုတ်ပြီးဖီအားတွေအများကြီးနဲ့ကျွန်တော်ဒီဘောဆက်ခဲ့တာဟုတ်ဟုတ်တယ်ကျွန်တော်ကလူတစ်မျိုးဟိုကိုးပေါ့နော်ဖီတယ်နှစ်ရာကျွန်တော်ကိုအများကြီးပဲဒီပွဲထက်လို့တဲ့ခါကျတော့ဖီအားအများကြီးပြီးကြတယ်မင်းလုံးနိုင်လားဆိုတာအထက်ကိုနောက်ကျွန်တော်ပေါ့နော်မလုံးနိုင်ဘူးဆိုတာကိုသူတို့ကပြတယ်နောက်ကျတော့ဟိုချိုးကကျွန်တော်ပြိုင်ဘက်တွေရှိလို့နောက်ကျတော့အခုလက်ရှိရှိတဲ့မြန်မာနိုင်ငံပေါ့နော်အများကြီးပေါ့ ကစားသမားလေကျွန်တော်မလုံတာကျွန်တော်ကကိုယ့်အကူပိုးချုပ်ခွက်ချိုးလှုပ်တယ်ကိုယ့်အကူဟိုတိုးတိုးတိတ်တိတ်လှုပ်တယ်ကျွန်တော်တခါမှမတင်ပြဘူးနိုင်ငံကြီးကပြန်ပြတယ်ကျွန်တော်စောက်ကြည့်နေတာစောက်ကြည့်နေလို့ကျွန်တော်ဒီနေ့ချိန်တွေပုံကိုတင်တော့တင်နေတိုင်းပဲအများကြီးမတင်ဘူးသူများလုံးကျွန်တော်စော့နေတဲ့ကျမ်းမာရေးဘာညာအဲ့လောက်ပဲတင်တယ်အဲ့၈လလုံးလို့ကျွန်တော်ဟုတ်တော့တူတူဝတ်ဝတ်နေပေါ့နော်ကစားနေသူများမိလို့ရှင်ကျွန်တော်အမပြိုင်ဘူးကျမကြီးကျွန်တော်အဲ့လိုပဲပြောပြီးတော့ကျွန်တော်ကစားခဲ့တယ်နောက်ကြတော့ကျွန်တော်အခုနိုင်ငံသားပြိုင်ပွဲသွားတဲ့ခါမှာ ကျွန်တော်ရဲ့ပြိုင်ဘက်တွေတွေ့တယ်ကျွန်တော်ဘူးရှိုးရှိုးတာပဲအကုန်လုံးအဲကျွန်တော်ပြောတယ်ကျွန်တော်အခုပါလာတဲ့ညီလေးချမ်းမြေရောနိုင်ညီမလေးနှစ်ယောက်ပေါ့နော်စုစုရောညီမရောပြောပြရငါ့ဟောသူတို့အဲ့လိုကြည့်ကြရတယ်ငါတော့ကြည့်မှာပေါ့ဆရာချမ်းမြေရံပဲလေအကုန်လုံးကကျွန်တော်ပြောခဲ့လို့ပဲသိမလားဟိုချမ်းမြေရံချမ်းမြေရံဆိုပြီးအကုန်လုံးကနှုတ်ဆက်တယ်အကုန်လုံးကကျွန်တော်ပဲစောက်ကြည့်တယ်ကျွန်တော်ကလည်းအရှင်းဆုံးပြောရင်ကျွန်တော်သွားတဲ့ခါမှာလဲကျွန်တော်တူတူတော့ပဲသွားတယ်သူတို့မသိဘူးကိုရောက်မှသူတို့တွေ့မှာဟာဆို ဖယ်တန်းလဲမေးတော့မှာကျွန်တော်ကအဲငါ75ပြန်မှာဆိုမှာသူတော့ဟာဟင်းအဲ့လိုဖြစ်ကုန်ကြတယ်ဒီအခုလက်ရှိရှိနေတယ်ပေါ့နော်ဟိုပါပေါ့အဲကျွန်တော်ကြီးကာဗရာတိုင်ဝမ်မှာဆိုမလုံးနိုင်အောင်မဖြစ်နိုင်အောင်ကျွန်တော်သူပြောတော့ငါအာဒီကောင်ကအပေါ်ပိုင်းမရှိဘူးချက်မရှိဘူးပေါင်မရှိဘူးပေါင်ရှိလို့ကောင်ရတာဒီကောင်မလုံးနိုင်ဘူးဒါပေမဲ့ကျွန်တော်ကသူတို့မတိုက်ခိုက်ဘူးကျွန်တော်ပဲတိုက်ခိုက်တိုက်ခိုက်သူတို့တိုက်ခိုက်မဲ့အချိန်ကကျွန်တော်တို့လာတိုက်ခိုက်မဲ့အချိန်သူအချိန်ကုန်နေပြီဒါကျွန်တော်တို့မတိုက်ခိုက်တဲ့အတွက်ကြောင့်ကျွန်တော်ကျွန်တော် ပြင်ဆင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကပို့ပြီးတော့ quality ပို့ကောင်းလာတယ်အရေသွေးပို့ပြီးမြင့်လာတယ်ကျွန်တော်ပို့ပြီးတွန်းအားရတာသူတို့ဟိုကျွန်တော်ကိုပြောလေကျွန်တော်ပို့လုံးပြလေပဲအဲ့တော့သူတို့မဖြစ်နိုင်ဘူးဆိုတဲ့ဟာကိုကျွန်တော်အခုချပြနိုင်တယ်ချပြီးလုံးပြနိုင်တယ်နောက်ကျတော့ပို့ပြီးတော့လည်းကျိုကျိတ်ပြောလုံးနိုင်တယ်ပေါ့စူးစားနိုင်တယ်ပေါ့ဟုတ်မျက်ရည်မကြတာမဟုတ်ဘူးအဲ့နိုင်ငံတော်အလှန်တရှင်းဆိုတဲ့အချိန်မှာပီတီတော့ဖြစ်တယ်ဟိုးနိုင်ငံတော်အလှန်ဟို နိုင်မကအလဲမှာလှဲ့ပြီးပေါ့နော်ထူရတဲ့အတွက်တချင်းဆိုရတဲ့အတွက်ကိုယ်ကအဲ့ဒါပဲလှုပ်ချင်တာဘာဖြစ်လို့ဆိုတော့ဒါမဲ့ကျွန်တော်နောက်ထပ်ပေါ့နော်ပြောချင်တာပါဆိုကျွန်တော်အခုလက်ရှိရက်တည်နိုင်အောင်လို့ပေါ့နော်ကျွန်တော်ရဲ့ပေါ့နော် main sponsor တွေပေါ့နော်ဆိုတော့ MEI ပေါ့နော် MEI ဆိုရင်ကျွန်တော်ရဲ့ main sponsor တနစ်စာလို့ကျွန်တော်ကိုစာရုပ်ချုပ်ပြီးတော့သိန်းတစ်ထောင်ပေါ့နော်စာရုပ်ချုပ်ပြီးတော့ပေးထားပါတယ်အဲ့တော့ကြောင့်ကျွန်တော်အဲကျွန်တော် MEI ဒီကြောင်းလိုက်ရတဲ့ဒီဓမ္မကပေါ့နော်လှုပ်ဆောင်နိုင်ပြီးတော့ ပြန်တန်းနိုင်ပြီးပါတော့ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးပြီးတော့ဒီတိုင်မှာကဟိုနှစ်ရှည်လာများစွာမကနော်နောက်10စုနဲ့မကနှစ်100ကျော်တိုင်အောင်စီစဉ်နိုင်ပြီးတော့ပေါ့နော်လုံခိုင်ကန်စတော့တိုးတက်ပါလေနောက်တဲ့တစ်ခုကကျွန်တော်ဒီနီပေါ့နော်ဟာကျွန်တော်ရှိရောဒီနီ fitness ပေါ့နော်ဒီကုမ္ပဏီကကျွန်တော်တို့လက်ရှိကျွန်တော်ကိုစပွန်ဆာပေါ့နော်ဘယ်မှာစာခံထားပါတယ်အဲ့မှာဆိုရင်ကျွန်တော်ကလက်ရှိပေါ့နော်သူတို့ရဲ့အလုပ်နေတဲ့သူလုံနေပြီးတော့ကျွန်တော်တို့ လက်ရှိဂျင်းပစ္စည်းတွေရောင်းဝယ်လုပ်နေတယ်နောက်ကျကျွန်တော်တိုင်မဲသွားတဲ့အခါမှာနောက်က supporting ပေါ့နော်ဟိုအကုန်လုံးပေါ့နော်စားသရရာထွက်စုဖက်နက်အိမ်ရာစနောက်ကျကျွန်တော်ရဲ့ nutrition သွားတဲ့ဟိုဆေးတွေဘဝစအကုန်လုံးပေါ့နော် support ပေးတဲ့အတွက်ပဲကျေးဇူးများတင်ပါတယ်ဒီတစ်မှတ်ကလည်းတိုးတက်ပါအောင်မြင်ပါစေအာဒီကကျွန်တော်ဝမ်းသာကြတစ်ခုကပါတယ်ဆိုတော့အဲ့ဒီ fitness ကပေါ့နော်ကျွန်တော်ကိုပြန်လာလို့လဲဆိုပြီးတော့ရွှေစေကြီးရလာတော့တူကြီးရရလာတော့ဆိုပြီးတော့ သိန်း300ဟမ်เนาะခေါ်ယူပေးပါဦးမယ်တဲ့အဲဣတ္တိစောက်ကြုံเนาะကြည်လိုက်အောင်ကျေးဇူးပါကျေးဇူးပါချန်ပီယံချန်ပီယံ